အခုကကျွန်တော်တို့ဒီရေပြအိုင် သွားမဲ့နေရာကိုကျွန်တော်တို့ဒီရနေပြီးတော့ကျွန်တော်တို့လမ်းလျှောက်သွားမှာပါမင်္ဂလာပါချစ်ဆန်ပါမီရနေပြီးတော့ပြန်လည်ကျေးဇူးပါတယ်ဒီနေ့အပိုင်းကတော့ကျွန်တော်တို့ဒီရွာငန်းရွာနဲ့ကျွန်တော်တို့ဒီမြိုင်မျိုးတွေမှာရှိတဲ့ကျွန်တော်တို့တဘာဝရှုခင်းအလှပတွေကိုကျွန်တော်ဒီနေ့ရိုက်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးကြပါ ကျွန်တော်တို့အခုကတော့ဒီရေပြအိုင်ကိုသွားတဲ့လမ်းပေါ့နော်အဲကနေပြီးတော့မှကျွန်တော်တို့ဒီရေပြအိုင်ဘက်ကိုသွားမှာပေါ့နော်အခုဆိုရင်တော့ရေပြအိုင်သွားမယ့်နေရာကိုရောက်ပါပြီဒါလေးကတော့ဈေးသေးပေါ့နော်သူအသီးရွက်တွေအသီးငန်တွေအများကြီးရောက်နေပြီးတော့ဒီ10မိနစ်ပိုင်းစားမယ်ဆိုလည်းအဆင်ပြေအောင်ကျွန်တော်ကတော့မစားခဲ့ဘူးစိုင်မှာစားခဲ့တာပေါ့နော်အဲ့ဒါကိုကျွန်တော်ပြင်ရိုက်ပြပေးမယ် ကကျွန်တော်တို့ဒီရေပြအိုင်သွားမဲ့နေရာကိုကျွန်တော်တို့ဒီကနေပြီးတော့ကျွန်တော်တို့လမ်းလျှောက်သွားမှာပါ။ဝင်ကြီးကတော့ကျွန်တော်တို့တထောင်ပေးရပါတယ်။ဒါကတော့ကျွန်တော်တို့ဒီရေပြအိုင်နားမှာကျွန်တော်တို့ဒီတောင်းချနေတဲ့စေတန်းတွေပါ။ဒါကတော့ကျွန်တော်တို့ဒီရောင်းငံမှာရှိတဲ့ကျွန်တော်တို့ရေပြအိုင်ကိုကျွန်တော်တို့ပြောမှာပါ။အခုကလက်ရှိကကျွန်တော်တို့ဒီရေပြအိုင်သွားတဲ့နေရာကိုဒီကနေပြီးကျွန်တော်လမ်းလျှောက်သွားမှာပါနော်။ ဒီနေရာတော့ရေပြအရင်ဘက်ကမသွားခင်ဒီပိနာဒီကမ်းရှင်ပြင်းကြီးပေါ့နော်ရေပြအရင်ရောက်ဖို့ကျွန်တော်အောက်ကနေတော်တော်လေးကိုတက်ရပါတယ်ရေပြအရင်ရောက်ဖို့ကျွန်တော်ဒီရက်နေပြီးကျွန်တော်ဒီတက်လာခဲ့ရတာပါ ဒီကနေပြီးတော့ကျွန်တော်တို့လမ်းထက်လျှောက်လာသေးတယ်ပြီးတော့မှကျွန်တော်အောက်ကိုနည်းနည်းပြန်ဆင်းပြီးတော့မှရေပြအောင်တွေ့ရတာပေါ့နော်ဒါပေမဲ့တေချာတော့တပုန်နေပါရင်မရိုက်ခဲ့ရဘူးလူတော်တော်များနေတဲ့အချိန်ဖြစ်နေတော့ဒီတောတောင်ကြီးထဲမှာဆိုတော့ဘေးနာကျွန်တော်တစ်ပင်ပန်းပင်ကြီးပေါ့နော်တိုးကြီးနဲ့နေကြီးထဲမှာဆိုတော့ကျွန်တော်တို့ဒီမြင်ရတွေ့ရတာတော်တော်လေးလာတယ်အခုဆိုရင်တော့အရှိမကျွန်တော်ရေပြအောင်လမ်းမြင်နေရပါပြီကန်ကြီးကတော်တော်လေးတော့ကျဲတယ်ဒါပေမဲ့သူက ဓာတ်ပုံရိုက်နေမယ်ဆိုရင်တော့ဓာတ်ပုံတွေမှာပို့ပြီးလှတာပေါ့အပြင်မှာဆိုရင်တော့နည်းနည်းလေးမလှဘူးပေါ့နော်တချို့ကျတော့လေလာတာနဲ့တွေ့တာနဲ့တခြားဆိုပြီးတော့ထင်ကြတာပေါ့ဒါပေမဲ့ပုံထဲမှာပို့ပြီးတော့တောက်နေတာပေါ့အဲ့လိုမျိုးဟုတ်ပါရှိတယ် လည်းပါလားတနည်းမတက်နိုင်တော့မသွားနိုင်ဘူးနောက်ထပ်ပြီးတွေမှာလည်းကျွန်တော်ရေသုံးတက်ရေတခုရှိတယ်အဲ့ဒီဟာဆိုလဲတော်တော်လေးကိုတက်ကြတယ်ဗျဒီနေ့ကကျွန်တော်တရထင်းနေရင်ကျွန်တော်ရေဒီသွားတဲ့နေရာရေဒီအတက်ဆင်းနေများတော့ချက်တွေတော်တော်လေးကိုညောင်းနေပေါ့နော်အဲ့ဒါကျွန်တော်ဒီဒီရွာငါဘက်မှာတရထဲသွားတဲ့နေရာတွေပေါ့ကျွန်တော်ကလည်းဗီဒီယိုမှတ်တမ်းပဲတင်လာခဲ့တယ်တပ်ပုံတော်မှာကောင်းကောင်းမရိုက်လာခဲ့ရဘူးဘာကြောင့်လဲဆိုတော့လူတွေတော်တော်တိုးချိတ်နေတာဆိုတော့လေ ဒါတော့ကျွန်တော်နေ့လယ်စာစားမဲ့ဆိုင်လေးပါဒီသမင်းစားတဲ့ဆိုင်လေးကကျွန်တော်ရေးပြအိုင်းနဲ့မလန့်မကန့်မှရှိတာပေါ့နော်တကယ်လို့ကျွန်တော်တို့ဒီဘက်ရောက်လာပြီးတော့ကျွန်တော်လေပတ်တလူရှိရဆိုရင်ဒီဆိုင်လေးကိုမေးပြီးတော့လာစားပါကျွန်တော်တို့၈ရောက်စားတာပေါ့မှာ၄000နီးပါးပေါ့အဲ့လောက်ပဲကြာတယ်နေရာထိုင်ခင်းနေရာလည်းအဆင်ပြေအခုကကျွန်တော်တို့နေ့လယ်စာစားပြီးွားရဆိုတော့နောက်ထပ်ရေတခုတနေရာသွားမယ်ရေတခုနေရာသွားပြီးွားရဆိုရင်ကျွန်တော်တို့ကနန်းကျကိုသွားပါမယ်နေရာတော့ ဒါတော့ဒီ site မှာကျွန်တော်မှာပြီးတော့စာတောက်တဲ့ဒီဟင်းလျာလေးတွေကိုကျွန်တော်တစ်ဖြက်ရိုက်ပြပေးထားတာပေါ့နော်မော်လင်ယူနေဘူးတော့ channel လေးကိုလည်း subscribe လုပ်ပါသေးလို့ဆိုရင်လေနောက်ထပ်ဗီဒီယိုအသစ်သစ်လေးတွေကိုမြင်အောင်ကျွန်တော် channel လေးကိုလည်း subscribe လေးလုပ်ပေးထားကြပါဘလော့တွေကိုကျွန်တော်အမြဲတင်ဆက်ပေးနေတဲ့ Jessa Bami channel ဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်